မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ်စကန်းသိန်းတိုက်ပွဲသတင်းကတော့စကိုင်းတိုင်းမော်လိုက်မြို့နယ်မှာစစ်ခွေးတပ်နဲ့ပြူစောတိတပ်တွေပူးပေါင်းတပ်ထိုင်ထားတဲ့စကန်းကိုတော်လိုင်းတပ်တွေက August 15ရက်နေ့မှာသိမ်းပိုင်နိုင်ခဲ့ပြီးတော့လက်နက်ခဲယမ်းများနဲ့စစ်တုံးဗန်းများကိုလည်းဖမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မော်လိုက်မြို့နယ်ထဲမှာစစ်တပ်နဲ့ပြူစောတိပူးပေါင်းစကန်းထိုင်တဲ့ ထမဆုံးစခန်းဖြစ်တဲ့လို့အခိုင်အမာတည်ဆောက်ထားတဲ့ထောသားစခန်းကိုဩဂတ်စ်လ15ရက်နေ့ညနေမှာတော်လိုင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်ပြီးတော့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်မော်လိုက်မြို့နယ်ရဲ့ပထမဆုံးပြူစောတိနယ်စစ်ကောင်စီတို့ပူးပေါင်းနေတဲ့စခန်းမှာစစ်တုံးမှန်လက်နက်ကင်နာကအယောက်80မိသားစုဝင်တွေက150လို့တော်လိုင်းတပ်ဖွဲ့ဝင်တအုပ်ကရှင်းပြထားပါတယ်တိုက်စီရမိခဲ့တဲ့လက်နက်ခဲယမ်းဓာတ်ပုံတွေနဲ့စခန်းသိမ်းတဲ့ပုံတွေကို PDF အချို့ကဓာတ်ပုံနဲ့ရုပ်တံတင်ထားတာမှာလက်နက်မျိုးစုံအနည်းဆုံး 23လက်သိမ်းဆီးရရှိထားတာကိုတွေ့ရပါတယ်စစ်တုံးဘက်အများအပြားကိုလည်းဖမ်းဆီးနိုင်ခဲ့တာကိုတွေ့ရပါတယ်စခန်းသိမ်းပြီးတဲ့နောက်စစ်ခွေးတပ်ကစစ်ကူထွက်လာတဲ့သူတွေကိုလည်းတော်လိုင်းတပ်တွေကတိုက်ခိုက်နေပြီးတော့ဩဂတ်စ်လ16ရက်နေ့အထိတိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါတယ်စစ်ကူလာတဲ့စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်တွေတိုက်တာမှာသေဆုံးဒဏ်ရာရတဲ့သူတွေများတယ်လို့စစ်တုံးဘက်တချို့ပါထပ်ဖမ်းမိတဲ့အတွက်စစ်ကူစစ်ကြောင်းလည်းအထိနာပြီးတော့ပြန်ငြိမ်သွားတယ်လို့သိရပါတယ် စိတ်ခွဲစိတ်ကြောင်းအထိနာပြီးတော့ပြန်ငြိမ်နေတာပါအရာရှိတွေပါကြတာလို့တော်လိုင်းရဲဘော်တို့ကပြောပြထားပါတယ်ထောသားစခန်းနဲ့စိတ်ကူစိတ်ကြောင်းတွေကိုမော်လိုက်မြို့နယ်ကတော်လိုင်းတပ်တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မုံညင်းမြို့နယ်နမ်မားမြို့မှာကင်းလဲလာတဲ့စစ်ခွေးတပ်ကိုတိုက်ခိုက်ခဲ့ရာစစ်ခွေးနှကောင်တေဆုံးပြီးတော့နှကောင်ကိုအရှင်ဖမ်းဆီးရမိက တနက်တက်လက်သိရှိရရှိခဲ့ရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ16ရက်နေ့မနက်ပိုင်းမှာမုံညင်းမြို့နယ်နိုင်မားမြို့နန့်စလော်ဒေသမှာကင်းလဲလာတဲ့စစ်ခွေးစစ်ကြောင်းကို KPD ကပူးပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး။၎င်းတိုက်ခိုက်မှုအတွဲမှာစစ်ခွေးနှစ်ကောင်သေဆုံးပြီးတော့နှစ်ကောင်ကိုတော့အရှင်ဖမ်းဆီးရမိခဲ့ပြီးတနက်တက်လက်ကိုလည်းသိရှိရရှိခဲ့တယ်လို့သိရပါဗါး။ကင်းလဲလာတဲ့စစ်ခွေးတွေကိုကြားဖြတ်တိုက်ခိုက်ခဲ့တာပါစစ်ခွေးနှစ်ကောင်ကိုအရှင်ဖမ်းမိတယ်နှစ်ကောင်ကတော့တမ်းပြီးရှော့သွားတယ်တနက်တက်လက်ရတယ် ဒီကောင်တွေစီးလာတဲ့ကားကိုတော့မီးရှို့ရှင်းလင်းလိုက်တယ်လို့ KPDF ကသတင်းရင်းမြစ်ကပြောပြထားပါရယ်။မုံညင်းမြို့နယ်အတွင်းမှာစစ်ခွေးတပ်နဲ့ဒေသခံပြည်သူကာကွယ်တပ်တွေကြားစစ်ရေးတင်းမာလျက်ရှိပြီးတော့စစ်တပ်ကမြို့ပေါ်ဒေသများကိုသာစိုးမိုးနိုင်တော့တယ်လို့သိရပါရယ်။ မြို့ပြင်ဒေသများကိုပြည်သူ့ကာကွယ်ရေးတပ်များနဲ့ KIA ပူးပေါင်းတပ်များကစုမုံထားကြောင်းတော်လိုင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ဒါအပြင် မနေ့ကမဏ္ဍပ်ပိုင်းမှာစီရဲတင်းမာမှုများဖြစ်ပေါ်နေတဲ့ကချင်ပြည်နယ်မိုးကောင်းမြို့နယ်အတွင်းကို KIA တိုက်ရင်ရှိရာကစုပ်ကြီးွာအနီးကိုစစ်ခွေးတပ်ကလေရင်နဲ့ဘုံငါလုံးကျဲချသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ကြီးမြို့ပေါ်မှာ TNL နဲ့ MNDAA ကိုဆန္ဒပြရန်စစ်ခွေးတပ်ကပြည်သူများကိုအတင်းအဓမ္မစင်ခေါ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဩဂတ်လ19ရက်နေ့နေ့လယ်12နာရီအချိန်မှာတောင်ကြီးမြို့ပေါ်မှာ TNL နဲ့ MNDAA ကိုရှမ်းပြည်သူလူထုကအလို့မရှိကြောင်းဆန္ဒပြရာအတွာစစ်ခွေးတိုက်ရဲ့အမိန့်ဆိုပြီးတော့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့များကပြည်သူများကိုအတိအကျတအိမ်တော်ကိုတအုံနှုံးလာရောက်ရန်စင့်ခေါ်နေတယ်လို့သိရပါတယ်ဒီမနက်အစောကြီး TNL နဲ့ MNDAA ကိုရှမ်းပြည်သူလူထုတွေကအလို့မရှိတဲ့ဆန္ဒပြပွဲကိုဒီကနေ့နေ့လယ်မှာလုံးမှာမဟုတ်လို့တအိမ်ကိုတယောက်နှုံးမလာမနေကလာခိုင်းနေပါတယ် နိုင်ဝက်လောက်ဆန္ဒပြပြီးပြန်လို့ရတယ်လို့ပြောတယ်လို့ကြောင်းကျေးစုရက်ကွက်ကပြည်သူတို့ကပြောပြလာပါဗျ။ချမ်းပြည်နယ်တောင်ပိုင်းမှာ TNL နဲ့ MNDAA ကိုဆန္ဒပြပွဲများကိုမနေ့ကစတင်ပြီးတော့စစ်ခွေးတပ်ကလှုပ်ဆောင်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းကွန်ဟင်းမြို့နယ်မိုင်းပန်မြို့တို့မှာမနေ့ကမနက်ပိုင်းမှာဒေသခံပြည်သူများနဲ့နန်စီဒီအမ်ဝန်ထမ်းများကိုအတင်းအကျပ်ဆင့်ခေါ်ခိုင်းပြီးတော့ DNL နဲ့ MNDAA အလို့မရှိကြောင်းစာနာပြခိုင်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစာနာပြပွဲများဟာရှမ်းပြည်သူလူထုရဲ့စာနာမဟုတ်ဘဲစစ်တပ်ကပြိပခဖြစ်စေရန်အတွက်လုံဆောင်ခြင်းဖြစ်ကြောင်းရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS SSA ကမနေ့ကတရားဝင်ထုတ်ပြန်ကန့်ကွက်ခဲ့တယ်လို့သိရပါတယ်။အလားတူရှမ်းလူငယ်များပါဝင်တဲ့ ဒါယုတ်ကွန်ဂရက်ကလည်းရှမ်းပြည်ဒေသအတွင်းမှာရှိတဲ့လူမျိုးစုများကြားမှာပြိပခဖြစ်စေရန်ရည်ရွယ်ချက်များနဲ့စစ်ခွေးတက်ကပြည်သူများကိုတရင်ကိုတယောက်နှုံးနဲ့မလာမနေရဆက်နေတဲ့ခေါ်ဆောင်က TNL နဲ့ MNDAA အပါအဝင်တော်လိုင်းအင်အားစုများကိုစန့်ကျင်တဲ့ဆန္ဒပြခိုင်းနေမှုကိုပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းတရားဝင်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမှာစစ်ခွေးတက်ကဩဂတ်စ်လ16ရက်နေ့မှာ ်မုံနယ်မိုင်းပန်ကွန်ဟင်ခိုလန်မြို့များမှာ၎င်းဩဂတ်လ19ရက်နေ့မှာပင်လုံလဲချာနမ်ဆန်မောက်မယ်မြို့များမှာ၎င်းဩဂတ်လ20ရက်နေ့မှာမိုင်းရဲ့နမ်လန်စတဲ့မြို့များအပါအဝင်ရှမ်းပြည်တဝမ်းလုံးမှာရှိတဲ့မြို့များမှာ TNL နဲ့ MNDA အပါအဝင်တော်လိုင်းအင်အားစုများကိုစန့်ကျင်တဲ့စာနာပြပွဲများလှုပ်ဆောင်ခိုင်းကပြည်သူများကိုအတင်းအဓမ္မပါဝင်စေခိုင်းနေကြောင်း Dayu Congress ကထုတ်ပြန်ကြေညာထားပါတယ်။စစ်ခွေးတပ်ကရည်ရွယ်ချက်ရှိရှိနဲ့လူမျိုးရေးပြည်ပကကိုမီးမွှေးနေတာဖြစ်ပါတယ်။ ဒီလိုမီးမွေးတဲ့တဲမှာပြည်သူတွေကအတုံးချခံရတာဖြစ်တဲ့အကြောင်းသိစေခြင်းလို့ဒီစာကိုထုတ်လိုက်တာပါဒီကောင်တွေရဲ့လောက်ရတွေကိုလည်းကန့်ကွက်ကြောင်းကိုလည်းထုတ်ဖော်ပြောကြားခြင်းလို့ပါလို့ဒါယုကွန်ဂရက်ကတာဝန်ရှိသူကသတင်းပေးဖို့ပြောကြားလာပါတယ်ဒါအပြင်စာနာပြပွဲများကိုလာရောက်မဲ့သူတွေကိုလည်းရှမ်းဝစ်စုံမဖြစ်မနေဝစ်စင်ရန်စစ်ကောင်မရှင်ကအရာရှိများက၎င်းတို့ရဲ့လက်အောက်ခံထွေးအုပ်ဝန်ထမ်းများကိုညှို့ချထားတယ်လို့သိရကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ရဲ့အဲ့ဒီလောက်ရများဟာ ယခင်စစ်အာဏာရှင်အဆက်ဆက်ကကျင့်သုံးခဲ့တဲ့သွေးခွဲဖိနှိပ်အုပ်ချုပ်ရေးစနစ်များသာဖြစ်ပြီးတော့အခုဆန္ဒပြပွဲများဟာရှမ်းပြည်ထားနေလူမျိုးစုအချင်းချင်းကြားမှာပြိပကဖြစ်ပွားစေရန်ရည်ရွယ်ပြီးတော့လှုံ့ဆော်နေတာဟာထင်ရှားနေတယ်လို့ပြောပါရယ်စစ်ကော်မရှင်မှာအာတက်သရောနဲ့လူလားစွာပါဝင်နေကြတဲ့ရှမ်းလူမျိုးတချို့ဟာလည်းရှမ်းပြည်သူတရက်လုံးရဲ့သဘောဆန္ဒများလုံးဝကိုစားမပြုဘူးလို့ပြောပါရယ်အကြမ်းမဲ့စစ်ကောင်စီကျင်းပတဲ့ဆန္ဒပြပွဲထဲမှာပါဝင်တဲ့ပြည်သူလူထုများဟာလည်းနိုင်ငံရေးအတုံးချခံများသာဖြစ်ပြီးတော့ စစ်တပ်ရဲ့အခုလိုလုပ်ရများကိုပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းနဲ့အခုလိုဆန္ဒပြပွဲတွေဟာရှမ်းပြည်သူလူထုသဘောဆန္ဒများမပါဝင်ကြောင်းဂါယုကွန်ဂရက်ကထုတ်ပြန်ကြမှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခမောင်းဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းမင်းဘူးမြို့ကိုအကြမ်းဖက်စိတ်ခွေးကောင်းဆောင်မင်းအွန်လိုင်းလာရောက်မယ်ဆိုပြီးတော့မင်းဘူးတမျိုးလုံးကိုပိတ်ဆို့ပြီးတော့စစ်စေးရေးလုံခြုံရေးများတင်းကျပ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဩဂတ်လ16ရက်နေ့ကစတင်ပြီးတော့အကြဖတ်စိတ်ခွေးကောင်းဆောင်မင်းအွန်လိုင်းဟာမကွေးမြို့ကိုရောက်ရှိခဲ့ပြီးတော့မင်းဘူးမြို့ကိုလည်းလာရောက်ရန်ရှိတယ်ဆိုပြီးမင်းဘူးမြို့ကိုပိတ်ဆို့ပြီးတော့လုံခြုံရေးတွေတင်းတင်းကြပ်ကြပ်ချထားခြင်းဖြစ်တယ်လို့သိရပါတယ်မင်းဘူးမြို့အထက်ကရွာတရွာမှာသစ်ပင်ဆိုင်မယ်လို့ကြားပါတယ်လက်ရှိမှာတော့မင်းဘူးမြို့ရဲ့အဝင်ပေါက်တွေအကုန်လုံးမှာလုံခြုံရေးကင်းတွေကိုထူထူထပ်ထပ်ကိုချထားတာတွေ့ရတယ်မြို့ပေါ်မှာလည်းအဝင်ထွက်တွေကိုပိတ်ထားပါတယ်တောင်းတအောင်ဘယ်သူမှဝင်ခွင့်ထွက်ခွင့်မပေးဘူးလို့မင်းဘူးမြို့ကကင်းထောက်တရင်ရင်းမြစ်ကရှင်းပြထားပါတယ် အခုလိုမျိုးအကျန့်ဖတ်တမစိတ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ဟာမင်းမှုမျိုးကိုလာရောက်ရန်ရှိတဲ့အတွက်အကျန့်ဖတ်စိတ်ခွေးတက်ကလုံခြုံရေးတွေတင်းကျပ်ကပြည်သူများကိုချိမ့်ချောက်ဆက်ဆင်းမှုများကလည်းပြုလုပ်နေတဲ့အတွက်ကြောင့်မိဘပြည်သူများအနေနဲ့စိတ်ခွေးရဲခွေးများနဲ့ဝေးဝေးမှနေထိုင်ကြပါရန်မင်းမှုမျိုးပေါ်ကိုတွာလာခြင်းများကိုရှောင်ရှားကြပါရန်နဲ့မိမိနဲ့မသက်ဆိုင်တဲ့ပစ္စည်းများကိုကင်တွယ်ခြင်းကြိရှုခြင်းများမပြုကြရန်မင်းမှုခရအမှတ်6တိုင်ရင်းကသတိပေးမြစ်တာရက်ခံထားပါတယ်အကျန့်ဖတ်စိတ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကို1956ခုနှစ် ဇော်လိုက်လာ၃ရက်နေမကွေးတိုင်းမင်းဘူးမြို့မှာ ဖခင်ပကြီးဆရာခင်လှိုင်းနဲ့မိခင်လှမှုတို့ကမွေးဖွားခဲ့ခြင်းဖြစ်ပြီးတော့မင်းဘူးမြို့ဟာအကြက်ဖက်စိတ်ခွေးကောင်းဆောင်ရဲ့မွေးဖွားရာဇာတိချမ်းမြုပ်ရာမြို့လဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာဩဂတ်စ်လ16ရက်နေ့နေ့လယ်2နာရီလောက်ကစစ်ခွေးတပ်ရဲ့ drone ပုံများကြောင့်အပြစ်မဲ့တဲ့အရသာပြည်သူ2ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် လက်ခမောက်ကြီးရွာနဲ့ဂေါ်တူကြီးရွာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကဒရုန်းဘုံများနဲ့တိုက်ခိုက်ခဲ့တဲ့အတွာလက်ခမောက်ကြီးရွာကအမျိုးသမီးတအုပ်အပါအဝင်နှစ်ဦးသေဆုံးသွားပြီးတော့နောက်ထပ်အမျိုးသား၅ဦးဟာလည်းဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။တေဆုံးသူ၂ဦးဟာအသက်58နှစ်အရွယ်ဦးစုံမြင့်အေးနဲ့အသက်52နှစ်အရွယ်ဒေါ်မကျန်သိန်းဖြစ်ပြီးတော့ကိုစိုးဝင်းနိုင်ကိုခင်မောင်မြင့်ကိုမောင်နိုင်ဦးဦးဂျွန်စင်နဲ့ ဥမောင်အေးဖြူတို့ဟာလည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဥဆောင်မြင့်အေးဟာမျက်နာကိုဘုံစထိမှန်ပြီးတော့တေဆုံးခဲ့ရတယ်လို့ဒေါ်မကျန်သိန်းဟာလည်းလယ်မင်းကိုဘုံစထိမှန်ပြီးတော့တေဆုံးသွားခြင်းဖြစ်ကြောင်းနဲ့ဒဏ်ရာရရှိသူတွေဟာလည်းခန္ဓာကိုယ်အနှံ့မှာရရှိသွားခြင်းဖြစ်တယ်လို့သိရပါဗျ။လိတ်ခမော်ချေးရွာကိုကြောက်ဖြူပင်လယ်ပြင်မှာရှိတဲ့စစ်ခွေးတင်မောတွေကနေပြီးတော့ဩဂတ်လ14ရက်နေ့မှာလည်းလက်နက်ကြီးများနဲ့လှမ်းပြီးတော့ပြစ်ခတ်ခဲ့တဲ့အတွက်အသက်40အရွယ် ကိုခင်မောင်ချက်ဟာလည်းတည်ဆုံသွားခဲ့ရတယ်လို့သိရပါဗျ။ဒေသခံတွေပိုင်ဆိုင်တဲ့နွားဆက်၄ကောင်ဟာလည်းကြည်စားထိမှန်ပြီးတော့တည်ဆုံသွားခဲ့ရတယ်လို့ပြောပါတယ်။ကြောက်ဖြူမြို့နယ်မှာအကြမ်းဖက်စစ်ခွေးတပ်ကအရခတက်တော်အေးအေးသိမ့်ပိုက်ထားတဲ့လိတ်ခမောတပ်စခန်းမင်းတပ်တောင်တပ်စခန်းနဲ့နှမ်းဖဲတောင်စစ်စခန်းတို့ကိုအင်အားအများပြားနဲ့စစ်ခွေးတပ်ကပြန်လည်ပြီးတော့ထိုးစစ်ဆေးတိုက်ခိုက်လာတယ်လို့သိရပါတယ်။အလားတူပဲဒီကနေ့မနေ့6နာရီ10မိနစ်မှာလည်းကရင်ပြည်ဖားဆောင်မြို့နယ်မော်ချီဒေသကိုစစ်ခွေးတပ်ကလေရင်နဲ့ ဘုံခုနှစ်လုံးထပ်မံပြီးတော့ကျဲချသွားတယ်လို့သိရပါတယ်လက်တလောထိခိုက်တိုက်ဆုံမှုအခြေအနေကိုတော့မသိရသေးဘူးလို့ဒေတာကန်တွေကပြောပါတယ်။ဩဂတ်လ18ရက်နေ့မှာပြည်သူ32ဦးတိုက်ဆုံခဲ့ရတယ်။မော်ချီဒေတာလေးချောင်းတိုက်ခတ်မှုအပြီးဒီကနေ့မနက်မှာလည်းစစ်ခွေးတပ်ကထပ်မံပြီးတော့လေးချောင်းတိုက်ခတ်မှုများကိုလုံဆောင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။လိုခါလိုစေးုံနဲ့ခရီးရန်ဖျားချောင်းကိုကျဲတာပါ။အခုမနက်ပိုင်းမှာလိုခါလိုစေးုံနဲ့ခရီးရန်ဖျားချောင်းကိုကျဲတာပါ။လူထိခိုက်တော့ရှိမယ်။ဘုံခွနလုံးလောက်ထပ်ပြီးကျဲသွားတယ်။ကင်းထောက်လေးရင်နဲ့ပါကျဲသွားတာလို့ မော်ချီဒေတာကံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ